ပါရှင်ကျမတို့ငုခတ်တာပါ TVO မြန်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဘန်လမုတ်ကျေးရွာကနှွားချောင်းသွားတဲ့ဒေသခံ၂ယောက်ကို PDF နဲ့ပတ်သက်ဆက်နွယ်တယ်လို့ဆွဆွဲပြီးစစ်တပ်ကဖမ်းဆီးထုတ်နှောင်ခဲ့ပြီးတဲ့နောက်အော်တိုဘားလ၁၀ရက်နေ့မွန်လွယ်၃နိုင်လောက်ကပြန်လွတ်လာခဲ့တယ်လို့ဒေသခံတွေစီကားသိရပါဗျ။ အော်တိုဘာလ10ရက်နေ့မနက်9:00နာရီလောက်ကအသက်50အရွယ်ဦးယူထိန်နဲ့တူဖြစ်သူအသက်30အရွယ်ကိုစန်းထိုက်တို့ကိုဗန်လမုတ်ကျေးရွာလမ်းစုံမှာစစ်သားတွေဖမ်းဆီးထုတ်နှောင်ပြီးမော်တုံးရွာအခြေဆိုင်306အမြောက်တပ်ကိုခေါ်ဆောင်သွားခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်ကိုစန်းထိုက်ကိုတော်လိုင်းရဲတပ်တွေကိုထောက်ပို့တယ်လို့တိုင်ထားတာရှိတယ်ဆိုပြီးတပ်ပစ်မယ်လို့ဒါနဲ့အရွယ်ကချင်းချောက်တဲ့အတွက်ဦးလေးဖြစ်သူကငိုယိုပြီးတောင်းပန်ခဲ့ရတယ်လို့လည်းဆိုပါဗျ။ သူတို့လူမျိုးရေးအတွက်ရွာကမိသားစုဝင်တွေအုပ်စုလိုက်အမြောက်တပ်ကိုလိုက်သွားပြီးတည်ရင်မှုနဲ့တွေးဆုံပြောဆိုကပြန်ခေါ်လာခဲ့ရတာလို့ဒေသခံတယောက်ကပြောပါတယ် ဘိုင်လမွန်ကျေးရွာမှာတိုက်ပွဲတွေကြောင့်ရွာလုံးကျွတ်နှီးပါနှစ်နှစ်ချီဆစ်ဆောင်နေကြပြီးဒေသခံအနေငယ်လောက်ကြင်ခဲကရွာတွေကလူနေအိမ်တွေနဲ့လမ်းစုံလမ်းကွာတွေမှာစစ်တပ်ကအထိုင်ချပြီးသွာလာလှုပ်ရှားနေတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်းဆစ်ဆောင်နေလိုအပ်တဲ့ရိတ်ခါပစ္စည်းတွေကိုယူဖို့ဘိုင်လမွန်ကျေးရွာကိုခေတ္တပြောင်းဝင်သွားတဲ့ကျေးရွာသားတွေကိုစစ်တပ်ကဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကသိရပါတယ်ရှင်။ တရင်ကျွလာပြည့်ညမှာစီမီတပိတ်ပြုတ်လုံနေတဲ့သခိုင်းတိုင်းမုံရွာမြို့နယ်နဲ့ချောင်းမြို့နယ်အဆက်ကပုံတို့ကြီးရွာစာတင်ကျောင်းကိုစစ်တပ်ကလေကျောင်းကနေပါရာမော်တာနဲ့တိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်ပြည်သူ30ကျော်သေဆုံးခဲ့ပြီးအယောက်90ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါရီနဲ့ပတ်သက်ပြီးလေကျောင်းတိုက်ခိုက်မှုမှာကိုရိုင်ဒဏ်ရာရရှိခဲ့တဲ့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြန်ကြားရေးတာဝန်ခံကိုတန့်ကို TV သတင်းတောက် TV ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ရှင်လေးလားရှင်လေးလေးကြိတ်လားလား ဖြေတာလားအောက်တိုဘာ6ရက်တင်းကျိုးလာပညာကစကိုင်းတိုင်းချောင်းမြို့နယ်ဘုံလိုရွာစီမီတပိတ်ကိုစစ်ကောင်စီကပါရမော်တာနဲ့ဘုံကျဲတက်ခိုက်တာကြောင့်ကလေးငယ်တွေအပါဝင်ဒေသက20ကျော်ပွဲချင်းပြီးတေဆုံးပြီးအများပြားဒဏ်ရာရခဲ့တာပါအောက်တိုဘာ၈ရက်နေ့မှာတည်ဆုံသူ40ထပ်မင်းရှိလာပြီးအောက်တိုဘာ9ရက်နေ့အထိတည်ဆုံသူတွေဆက်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။လုံလောက်တဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့စေဝါတွေမရှိတာကြောင့်တရားရသူတွေကို အချိန်မီမကယ်နိုင်မဲ့တည်ဆုံးသူရေအတွက်အဆမတန်များလာတာလို့ဒေသခံတွေကပြောပါတယ်။စီမီတပိတ်မှာအနည်းဝချင်းရွာအများပြားကလူတွေပူပေါင်းပါဝင်နေတာဖြစ်ပြီးဘုံချက်ခံတဲ့အချိန်မှာဘယ်ရွာကဘသူတွေထိခိုက်တည်ဆုံးနေဆိုတာချက်ချင်းအတိမပြုနိုင်ခဲ့ပဲအချိန်နဲ့အနေငယ်ဒီနေရင်ရောက်မှရလာတဲ့စီးရင်တွေအများတည်ဆုံးသူရေအတွက်အဆမတန်များလာတာဖြစ်တယ်လို့ဆိုပါတယ်။80ကျော်သွားပြီ။နောင်မျိုးပင်တို့သစ်စိတ်တို့အများဆုံးပဲကွာဘုံလူတို့ တတော်ကြီးဆုံးမကွာချောင်းမနာညောင်းမလှခေါင်းဆောင်နေကုန်ပါပြီကွာမင်းညကိုရဲဘော်တယောက်ကြတယ်ချောင်းအဲ့ညောင်းမပြန်ခေါင်းဆောင်လေကိုဖုံးနေအမကြီးတို့ရွာပြီးကလေးလေး73နှစ်သားလေးမင်းညဆုံးလာတာမခွဲစိတ်နိုင်လိုက်တာနောက်ကြပါလေဆရာဝန်စေးမရှိရတဲ့စေးစေးအင်းစေးလိုအပ်တာတဲ့သူတို့ကစေးချင်ကုနိုင်တယ်ပေါ့နော်သူပြရတော့ 80ကျိုးသွားပါပြီဆိုခုမှဟိုအေးနှစ်ယောက်ဒီအင်းတက်ယောက်ပြန်မလာတော့မှလေခုလေရွာဟာတွေကနောက်ယောက်ကိုပန်းစပိတ်ရှိတယ်လိုက်မှလာတယ်ငါတယောက်ထက်သေးတာဘာမှမဖြစ်ဘူးငါလိုက်မှလို့ငါမြင်ကြောက်မှဖြစ်နေမနေနဲ့လို့ဘာစပိတ်ပဲရှိရှိလိုက်မှလို့ချောင်းစီမီတပိတ်တိုက်ခိုက်ခံရမှုမှာတေဆုံးမှု20ကျော်ရှိတယ်လို့မြို့သားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။မြေပြင်မှာတော့ဒဏ်ရာရသူတွေကိုနေရာသုံးခွဲပြီးပို့ဆောင်ကုသပေးနေတာဖြစ်တဲ့အတွက်ဒေသခံတွေပြောဆိုတဲ့တေဆုံးမှုရေအတွက်ပမာဏဟာကွဲပြားမှုရှိနေပါတယ်။ မြေပြင်အခြေအနေမကြည်ငြိမ်မှုတွေနဲ့ဆက်သွယ်ရေးအခက်အခဲတွေကြောင့်တည်ဆုံမှုရေးအတွက်အကြီးအကျကို TVB ကတည်ကြားအတည်မပြုနိုင်သေးပါဘူးစစ်မြေမြေလည်းမဟုတ်လက်နက်ကင်ပြီးဒေါ်လာနေတဲ့သူလည်းမဟုတ်စီမီပူဇော်ရင်းနဲ့ပဲတပိတ်လေးလှုပ်တဲ့အပေါ်မှာဆန္ဒထုတ်ဖော်တယ်ဆိုတာကဒေါ်လာရေးရဲ့အနုညံ့ဆုံးအသိအမွေဆုံးငွေရပါအခွင့်အရေးပေါ်မှာယုံကြည်ချက်နဲ့ဆောင်ရွက်နေကြတဲ့လူစုပြည်သူလူထုပေါ်ဒီလောက်ရဲရဲဆက်ဆက်လှုပ်တယ်အားတော့အင်မတန်မှရိုင်းဆိုင်ပက်ဆက်လွန်းတယ်လို့ဖတ်ချက်ပြုပါတယ်ဒီအရာတော်လိုင်းရေးအတွက်ခွန်အားတည်းရပြန်ဖြစ်မယ်။ကြံရည်တူတူတွေတာဝန်ပိုကြီးလာမယ်။ တာဝန်ကျေလိမ့်မယ်လို့လည်းကျွန်တော်တို့ဒီလိုဖြစ်ဆက်ပြောချင်ပါတယ်ဗျတဖက်ကလည်းဒီမိုကရေစီကိုတွားကျင်ပါလေလို့တွတ်တွတ်ပြောနေတယ်တဖက်ကလည်းဘာသာရေးလွတ်လပ်ခွင့်အပါဝင်ပေါ့ဗျာလူတွေရဲ့လွတ်လပ်စွာစုဝေးခွင့်တွေလွတ်လပ်စွာဟောပြောခွင့်တွေလွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်တွေကိုတပ်ဖြတ်တုတ်တင်ပြီးတော့ဒါမတရားလိုက်ပိတ်ပင်နေတာကအမင်းသားအကောင်းဆောင်ထားပေမဲ့အတွင်းကဘလူးဆွဲတွေကဖွေးနေအောင်ပေါ်နေတဲ့စစ်အာဏာရှင်ရဲ့တရုတ်တကံကိုပြနေတာပါပဲ ချောင်းစီမီတဲ့ဘိတ်ကိုစစ်ကောင်စီကပါရာမော်တာစက်တလီဒီနဲ့ပုံကျဲချလို့ရပ်တိုက်ပြည်သူတွေတေဆုံရတဲ့အပေါ် Amnesty International အပြည်ပြည်ဆိုင်ရာလူငင်ချမ်းသာဝင်အဖွဲ့ကအောက်တိုဘာ9ရက်နေ့မှာရှုံချကြောင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။နိုင်ငံတကာရောမြန်မာပြည်ဆောင်ရွက်သူတွေကလည်းရောက်ရှိနေထိုင်ရာအစိုးရနဲ့လွတ်တော်တွေစီကိုချောင်းစီမီတဲ့ဘိတ်တပ်ဖြတ်ခံရမှုအကြောင်းတင်းချက်လက် ထောက်ထားပြီးပြပို့ထားတယ်လို့ဆိုပါတယ်။ Sanction တွေပို့လောက်ပါပေါ့ဗျာနော်။ပြီးတော့မှဒီအတူအယောင်ရွေးကောက်ပွဲကိုကန့်ကွက်ပါပေါ့။ အဲ့ဒီစာကိုကျွန်တော်တို့ရေးထားတာဗျဒီချောင်းဦးကိစ္စအထက်ဖြစ်ကောဖြစ်တာ ਨੇ အဲ့ဒီချောင်းဦးကိစ္စပါကျွန်တော်တို့ထည့်ရေးလိုက်တာပေါ့လေအဲ့ထဲမှာလေ Bill Heisinger တင်ထားတဲ့ Braverman Act ထဲမှာမြန်မာ Economic Bank ကို sanction လုပ်ဖို့တောင်းထားတယ်ကျွန်တော်တို့ကထပ်ပို့ပြီးတော့မြန်မာ Central Bank ပေါ့နော်အဲ့ဒါပါထည့်ပြီးတော့လုပ်ဖို့ဆိုပြီးတော့ကျွန်တော်တို့ရေးလိုက်တာပေါ့လေအဲ့ဒါဒီနေ့ထွက်သွားပြီလေအကုန်လုံးကိုဖြတ်ပြီးတယ်ဗျ Senate House ကို ချောင်းဦးကကိစ္စရောအတူရောင်ယူပေါ်ကပိစာရောတန်ရှင်ဒီအကြောင်းရောအကုန်လုံးကိုပေါင်းပြီးတော့အတူတူနဲ့လှုပ်လိုက်တာပေါ့လေချောင်းမျိုးနဲ့နောက်မြောက်ချမ်းညောင်မင်းသားအုပ်စုဘုံတို့ရွာကတရင်ကျွတ်မိထုံပွဲကျင်းပရနေရာကိုအောက်တိုဘာ6ရက်ည9နာရီကျော်နဲ့ည17နာရီကျော်မှာစစ်တပ်က17လေဒီပါရာမော်တာနှစ်စီးနဲ့ဘုံဒီလေးလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် TVB ရဲ့အချက်အလက်မှတ်တမ်းတွေအရ2025ခုနှစ်အတွင်းမှာစစ်ကောင်စီကနိုင်ငံတော်အလီကြောင်တိုက်ခိုက်မှုအကြိမ်2300ကျော်ပြုလုပ်ခဲ့တာကြောင့်သေဆုံးသူပြည်သူ1800ကျော်အထိရှိခဲ့ပါတယ်။ကျွန်တော်သုတချမ်းသာပါ။မန္တလေးတိုင်းနထိုးကြီးမြို့နယ်မကြီးကုန်းကြီးရွာအနီးတဝိုက်ကိုစစ်ကောင်မရှင်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတာကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကြဆုံးပြီးတယောက်ထဏ်ရာရှိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါဗျ အော်တိုဘားလ9ရက်နေ့နဲ့10ရက်နေ့ကစစ်ကော်မရှင်က Jet Fighter နဲ့တရက်ကို3စီးလောက်ဘုံကျဲတိုက်ခိုက်နေတာလို့သိရပါဗျ။ဘုံကျဲခံရတဲ့နေရာတွေဘက်ကိုဆက်သွယ်လို့မရသေးပဲ။တရက်တလောက်ကတော့ရဲဘော်တယောက်ကြပြီးတယောက်ထံရရှိခဲ့တယ်လို့နထိုးကြီးမြို့နယ်အခြေစိုက်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်က TV ကိုပြောပါဗျ။အော်တိုဘားလ၈ရက်နေ့မနက်ပိုင်းကမကြီးကောင်းကျေးရွာဖုန်ကြီးကျောင်းဖုန်ကျဲတိုက်ခိုက်မှုအတွင်းဒဏ်ရာပြင်းထန်တဲ့အတွက်မန္တလေးစစ်ရုံကြီးမှစေကူတောက်မှုခံယူနေတဲ့မမိုးတူစာလဲအော်တိုဘားလ၉ရက်နေ့ညနေပိုင်းကဆုံးသွားခဲ့တယ်လို့နထိုးကြီးမြို့ ဲ့လူအခွင့်ရေးတာဝန်ခံကိုရန်ကုန်ကပြောပါရယ်လက်ရှိမှာလည်းနထိုးကြီးမြို့နယ်တောင်ဘက်ချမ်းကကြေးရွာတွေကိုစစ်တပ်ကမြေပြင်စစ်ကြောင်းထိုးတာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကြောင့်မကြီးကုန်းကြေးရွာအပါအဝင်အနီးနားကြေးရွာကဒေသခံအယောက်2000လောက်ဟာနေရစွန့်ခွာထွက်ပြေးနေကြရတယ်လို့ကိုကြီးဆောင်ရက်ပေးနေသူတွေစီကသိရပါရယ်ရှင် TVU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်